ယောရဘောအညာဆေယောယောရဘောယောရဘောကိုဒီနေ့ EBS မီကွန်ဟောင်းတဲ့ကမီကွန်နှစ်ပုတ်ကိုရှင်းပြပြီးသွားမှာဖြစ်ပါတယ်ယောရဘောကဲဒါဆိုရင်စင်နဲ့တူတူလိုက်ပြီးရလေ့လာကြည့်ရအောင်ဒီမှာဒီမှာ ishiban ishibiban ဆိုတဲ့နှစ်ပုတ်ကိုရှင်းပြပြီးသွားမှာဖြစ်ပါတယ်ယောရဘောဆိုတော့သူကဒီမှာခေါင်းစဉ်ကြီးရကြတော့ထောင်း ခီရီအီကိုမူရမတဖာရှစ်ရှောဒီမှာပေးထားတဲ့ဟာကိုဖတ်ပြီးတော့သူကဒီဟာအတိပဲဘာလဲပေါ့အဖြေကဘာလဲဆိုတာကိုဖန်ပြပါဆိုတော့ဒီမှာဆိုရင်အီရှစ်ပောင်းအီရှစ်ပောင်းကဘင်ခန်းတဲ့ဒရောဂါအလ်မာဂျွန်မာရမောရှိမီကာကွာလာမှာဖြေရမယ်အမှန်ဆုံးစကားလုံးကဘာဖြစ်လဲတဲ့ ဆိုတော့အရင်ဆုံးအလုပ်ပေးထားပြီဆိုရင်အရင်ဆုံးရတော့ဘောအီလီဆမ်ဆာဆိုရအဖြေတွေကိုအရင်ဖတ်ကြည့်ကြမယ်ဆော့ကီဆော့ကီကပုတ်တိုးတယ်ထီကီထီကီကဆင်းတယ်ဟိုမိုးရေဆက်မိုးရေပေါက်လေးတွေကဆင်းတာကိုပြောတာဖြစ်ပါတယ်ခေါလီကီဆိုတာကတခုခုနဲ့ညိတာတော့ထီတာတော့ဖန်ကန်ထီတာတော့အလိုဟောက်ပြောတယ်နောက်ပြီးတော့တွန်းတယ်မီလီကီမီလီကီဆိုတာတွန်းတာဖြစ်ပါတယ်ရတော့ဘောဆိုတော့ယုံကြောဘူးဟဲ့တဲ့နာယုံကြောဘူးဟဲ့တဲ့နာယုံကြောဆိုတာကဘာလဲရတော့ဘော ယုံကြောဆိုတာမာဇာရောယုံကြောဆိုတာကဝရင်ဖြစ်ပါတယ်ဝရင်လုတ်တဲ့အခါမှာတဲ့ဘူးကိုချီဘူးကိုချီရပါလေမိပန်းမိပန်းလေးတွေကကွက်လက်ဖြစ်တဲ့အတက်ကြောင့်ကွက်လက်တဲမွန်နဲ့ဝီဟောင်းမမိတာကွက်လက်ဖြစ်တဲ့အတွက်ကြောင့်အနေရရှိပါတယ်ဒါချီချီအန်ခိုဒါချီတာထိခိုက်တယ်ဒါချီချီအန်ကိုမထိခိုက်ပဲနဲ့အန်ကြောင့်ဟာကဲဘေးကင်းစွာနဲ့အီရီဟာကီဝီရဆောနာအလုတ်လုတ်ဖို့အတွက်ဆိုရင်ဘေးကင်းစွာနဲ့အလုတ်လုတ်ဖို့ဆိုရင်ဘိုဟိုကူတို့အန်ဒီယေကင်းနဲ့ အကအကွယ်ကိုကိုစားယုံဟဲရမှီတာတေချာပေါအတုံးပြရမယ်ဆိုတော့ဝရင်လုတ်တဲ့အခါမှာဝရင်တိုးတဲ့အခါမှာမိပန်းလေးတွေကဘာဖြစ်လဲရောတော့ပေါ့မိပန်းလေးတွေကနေမှာကြာရောမိပန်းလေးတွေစင်တာဖြစ်ပါတယ်ဆိုတော့အဖြေကဘာဖြစ်မလဲအဖြေကအီပေါင်းထီကီတဲမွန်နေနေမှာကြာရောခေရမ်အီရှိပီပေါင်းအီရှိပီပေါင်းကအီဆာရမီအိုဒီယေဆိုအီရာမီကာ ဒီလူကဘယ်မှာအလုပ်လုပ်လဲတဲ့ဒီလူဘယ်မှာအလုပ်လုပ်လဲလို့သိချင်လို့ရှိရင်စာပိုက်ရဲ့အကြောင်းအရာကိုဖတ်ကြည့်ရမယ်အရင်ဆုံးဒီလူရဲ့လုပ်ငန်းခွင်တွေလူရဲ့လုပ်ငန်းဒီလုပ်ငန်းနဲ့ပတ်သက်တဲ့လုပ်ငန်းခွင်အကြောင်းတွေကိုအောက်မှာအီလီဆမ်ဆာမှာပေးထားတယ်ဖတ်ကြည့်ရအောင်ဒီမှာအယ်ဘမ်ကုန်းစားချန်ကုန်းစားချန်ကဆောက်လုပ်ရေးခရီကိုအီဘန်ဝေယန်ကန်ဝေယန်ကန်ဝေယန်ကန်ကနွားတင်ကိုဒီမှာသူလုပ်တဲ့အလုပ်တွေကိုပေးထားဖြစ်ပါတယ် သူလုပ်တဲ့အလုပ်တရားဒီမှာဂုံစာကျမ်းဝဲရန်ကိုင်းရန်ရှိကျမ်းဘီနီဟောက်စ်ဘီနီဟောက်စ်ဆိုတာကဒီဘီနိုင်ဘီနိုင်အိမ်ပေါ့နော်ဘီနိုင်ရင်နဲ့ကာထားတဲ့နေရာမှာအလုပ်လုပ်တဲ့ဟာကိုပြောတာဖြစ်ပါတယ်ဆိုတော့ဒီမှာ 하지요. 저는 고추를 기르는 곳에서 일합니다. 전어가로 여기에 여기 사이케마 룰루바레 여기 번호 여기마 룰루바레 겨울에도 고추를 심을 수 있습니다. 겨울에도 사우야디마레 여기고 사이로 야바래서 여러분 디마 아챗 တော့ချက်တကယ်တော့ချက်ကဒီမှာပါတယ်ရောရောမူဒီနေရာလေးကိုမှတ်ထားပေးပါဂျိုဦးဆိုတော့စောင်းရသည်စောင်းရသည်မှာလည်းငရုတ်ပြင်ကိုစိုက်လို့ရပါတယ်တဲ့မေဘူရချူကိုနေတိုင်းရေလောင်းပြီးတော့နုံညာတို့ချော့စမီတာဆေးလဲဖြန်းပါတယ်တဲ့ကိုချူကခြားခြားရစမီတာကိုချူကငရုတ်ပင်လေးတွေကကောင်းကောင်းကြီးပြင်းလာခဲ့ပါတယ်ဒါ um jubuto na now ba ga ni sa pi do gochuru gochuru ngayouti go tamita ngayouti khu do me de ။နောက်ပြီးတော့ကိုချူနုံကိုချူနုံစာကကိုချူနုံစာကငရုတ်သီးစိုက်ခင်းငရုတ်စိုက်တဲ့အလုတ်ကပေါ့နော်6မီတာဆိုပထမဆုံးဖြစ်တဲ့အတွက်မြုပ်တိစိုက်တဲ့အလုတ်ကသူ့အတွက်ပထမဆုံးဖြစ်တဲ့အတွက်ဟင်းဒူတဲ့သူ ichima ပြမနဲ့ခါလက်ရှိပေမဲ့ဂျမ်မီ ichima ဒါစိတ်ဝင်စားစရာကောင်းပါတယ်တဲ့ဒီစာပုတ်ကိုခြုံငုံပြီးဂျီစာပိုက်ကိုခြုံငုံပြီးကြည့်ရမယ်ဆိုရင်ဒီမှာသူပြောခဲ့တယ်သူကငရုတ်စိုက်ခဲမှာအလုတ်လုတ်တယ်စောင်းရာဒီမှာလည်းအလုတ်လုတ်လို့ရတယ်ပြောတယ်ပြီးရင်သူက ဒီဆောက်ရာဒီမှာအလုပ်လုပ်လို့ရတယ်ဆိုတော့တော့ချက်အပြင်ကျန်တာတွေအကောင်လုံးကစိုက်ခင်းနဲ့ပတ်သက်တာတွေပဲသူကပြောထားတယ်စိုက်ခင်းစိုက်ခင်းဆိုပြီးတော့အဲ့လိုမျိုးပြောထားတယ်အဲဒီမှာဆိုလို့ရှိရင်နေ့တိုင်းရေလောင်းတယ်ပေါင်းရေလောင်းတယ်ဆီးပြန်းတယ်နောက်ပြီးတော့ဒီမှာဆိုငွေဝင်တွေအကြီးပြင်းလာတယ်နောက်ပိုင်းကနေစပြီးတော့ငွေုပ်တိခူးတော့မယ်နောက်ပြီးဒီငွေုပ်စိုက်တဲ့အလုပ်ကပထမဆုံးဆိုတော့စိတ်ဝင်စားပထမဆုံးအလုပ်ပထမဆုံးဖြစ်တဲ့အကြောင်းပြင်မဲ့တဲ့အခါရှိပေမဲ့စိတ်ဝင်စားစရာကောင်းပါတယ်ဆိုတော့ရော်တော့ဘုံကနည်းနည်းဟက်ကလျော်ဆော့ ရောတော့ဘောပေါ့နော်ရောင်းလေးလေးဖြစ်ပြီးရောဟာဒါဆိုလို့ရှိရင်တော့တေချာဘွားကြီးသူကတော့အဲစိုက်ခဲမှာလှုပ်လှုပ်တယ်ဆိုပြီးတော့ရန်ရှိကျန်းကိုမရွေးလိုက်ပါနဲ့ရောတော့ဘောရန်ရှိကျန်းမရွေးလိုက်ပါနဲ့ဒီဟာကသူကစိုက်ခဲမှာလှုပ်လှုပ်တာမဟုတ်ပါဘူးဘယ်မှာလဲဆိုတော့စောင်းရတီမှာလည်းအလုံးလုံးလို့ရတယ်လို့ပြောတဲ့အတွက်ကြောင့်စောင်းရတီမှာဆိုတာနှိမ့်နေခဲတဲ့အချိန်မှာလှုပ်လှုပ်တာဘယ်ထဲမှာလှုပ်လဲဘီနီဟောက်စ်နဲ့လှုပ်တယ်နော်ဒါဆိုရင်သူကဘယ်မှာလှုပ်လှုပ်တဲ့လူလဲဘီနီဟောက်စ်မှာအလုံးလုံးတဲ့လူဖြစ်ပါတယ်ရောတော့ဘော ။ဒါဆိုရင်ရောတော့ဒီမိခိုနီကိုဖတ်တဲ့အခါတည်တည်ချာချာလေးတိချာစဉ်းစားပြီးတော့ဗောနော်ဂယုတဆိုင်အာယုံတွေထားပြီးတော့မိခိုနီကိုဖတ်ဖို့လိုပါတယ်။သူကနည်းနည်းလေးမှောက်အောင်ဗောနော်ဟက်ကလီအောင်သူကအရင်နဲ့မှောက်အောင်အတွက်ဝေဝါအောင်အတွက်လှုပ်ထားတာတွေရှိပါတယ်ရောတော့ဒါဆိုရင်ဒီနေ့မှာဒီနှစ်ပုဒ်ကိုပဲရှင်းပြပြီးတော့နောက်ဗီဒီယိုတွေမှာပြန်ရှင်းပြပေးပါမယ်။ရောတော့ရောတော့အညာ